လူများစွာကိုဒုက္ခရောက်သွားစေတဲ့ငလင်ကသူ့ကိုမထိခိုက်စေလို့ငလင်လှုပ်ပေးတာကျေးဇူးတင်နေတဲ့အီမီဆန်။အီမီဆန်ကငကားတိုင်းမိကလာသူအဖြစ်နာမည်ကြီးသူဖြစ်ပြီးရောက်လျာအရက်မှလည်းငကားဝင်ပူတက်ပါတယ်။မကြကနငကားပူတက်တဲ့အပြင်ရှင်းအောင်မစင်ကျင်တဲ့စကားတွေပြောတာကြောင့်လည်းဝေဖန်ခံရပါတယ်။အခုလည်းအီမီဆန်ကလူပေါင်းများစွာကိုဆုံးရှုံးပျက်စီးစေခဲ့တဲ့ငလင်ကြီးကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။ အေမီဆန်ကငလင်လှုပ်တဲ့မတ်လ28ရက်နေ့မှာတော့ငလင်လှုပ်ပြီးပြီးကျပို့စ်ကိုတင်လိုက်ပါတယ်။အဲ့ဒါကတော့သူဒေါသထွက်တာကြောင့်ငလင်ကြီးကတော့လှုပ်ပြရပြီးဒေါသတော်မထွက်ရတော့ဘူးဆိုတဲ့ post ဖြစ်ပါတယ်။သူများတွေဒုက္ခရောက်ကြကိုဒီလိုပြောရကောင်းလားဆိုပြီးအေမီဆန်ကိုအလုံးကဝိုင်းပြောကြပါတယ်။သူကြောင့်ငလင်လှုပ်ရင်ငလင်ကြောင့်ပျက်စီးသွားတာကိုလည်းတောင်းဝင်ယူရမယ်လို့ပြောခဲ့ပါတယ်။သူစကားကိုသူမနိုင်တော့တဲ့အေမီဆန်ကတော့မရှင်းနိုင်တော့ပဲ social media ကနေပျောက်သွားခဲ့ပါတော့တယ်။ အင်မီဆန်ကငလင်ဘေးတင်ဒေတာတွေကိုလည်းလုံးဝမလူတလို့လောက်အပ်ပေးတာမျိုးလည်းမရှိခဲ့ပါဘူး။စွမ်းစာနေနဲ့အကျူပွဲတွေမှာဖျော်ဖြေနေပြီးမသိကြံဆောင်နေခဲ့တာပါ။လူအများကြီးလောက်တဲ့အချိန်မှာတော့အင်မီဆန်ကပြန်ပေါ်လာကငလင်ကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။မကြာခဏငကားပူးတဲ့အင်မီဆန်ကိုလူအများကမေ့နေကြတဲ့အချိန်မှာငလင်လှုပ်ပေးလိုက်တာကြောင့်တတိယသွားကြပြီးသူ့ကိုပုံနာမည်ကြီးအောင်ငလင်ကလှုပ်ပေးလိုက်တာလို့ဆိုပါတယ်။ငလင်ကသူ့ရဲ့အောင်မြင်မှုကိုပံ့ပိုးပေးတာကြောင့်ဒီငလင်ကတော့သူ့အတွက်အကျူပေးတဲ့ငလင်အဖြစ်ကျေးဇူးတင်နေပါတယ်။မတ်လ28ရက်နေ့မှာလှုပ်သွားတဲ့ငလင်ကြောင့်မြန်မာနိုင်ငံကမြို့များ များစွာမှလူထောင်ချီကွယ်လွန်သွားခင်ရပါတယ်။နှစ်ရှည်စူစာပြီးဆောက်လုပ်ထားရတဲ့အိမ်တွေပြည့်စည်သွားခင်ရကစီးပွားရေးလုပ်ငန်းတွေလည်းဆုံးရှုံးသွားကြပါတယ်။မိသားစုလိုက်ကွယ်လွန်သူတွေရှိကြတဲ့အပြင်အခုထိအယူစုတွေကိုမတည်ထောက်ရသေးတာတွေလည်းရှိပါတယ်။မိတူကဖာတူကဖြစ်ပြီးမိသားစုတွေတငယ်ချင်းတွေကိုဝေးကွာသွားစေတဲ့ဒီငလင်ကြီးကတော့မြန်မာနိုင်ငံအတွက်အိမ်မက်ဆိုဖြစ်ခဲ့ပါတယ်။ ငလင်ကြီးလှုပ်ပြီးသွားပြီမေနောက်ဆက်တွဲငလင်နေရှိနေသေးပြီငလင်အသေးစားတွေလှုပ်ရင်တောင်မှလက်နေကြရပါတယ်ကလေးတွေလည်းအကြောက်ဆွဲသွားကြတဲ့အထိဖြစ်သွားခဲ့ရတဲ့ဒီငလင်ကြီးကဘယ်ဘက်ကနေကြည်ကြည်ကောင်းချိုးပေးခဲ့တဲ့အရာတော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့အီမီဆန်ကတော့မိသားစုဆုံးရှုံးမှသူတွေကိုအားမနာပဲငလင်ကိုကြံဖန်ပြီးတော့ကျေးဇူးတင်နေပါတယ်ဒါကြောင့်အီမီဆန်ကကိုချင်းစာစေရရှိရလားလို့မိကွန်းထုတ်ခံနေရပါတယ်ရှင်အီမီဆန်ကသူ့နာမည်ကြီးဖို့အတွက်သာကြည်ပြီးတခြားသူတွေကိုခြံနှင်းဖို့လည်းဝန်လင့်တက်သူတော့မဟုတ်ပါဘူးနော်အစောရောဖြစ်ပေမဲ့လည်းတခြင်းမဆိုတဲ့အီမီဆန်ကငကားပူပြီးရ ူပညာလောကတွေကိုဖြက်လန်းကနေဝင်ရောက်လာသူပါ မင်းသမီးဖြစ်ချင်မိမဲ့သူကိုခေါ်ရိုက်မဲ့ writer ကတော့ညမလင်တယောက်တည်းပဲရှိပါတယ်။ရုပ်ရှင်တကားရိုက်ပြီး academy suit ကိုခန့်မှန်းနေတဲ့ Amy San ကိုရုပ်ရှင်ခေါ်ရိုက်မဲ့သူလည်းမရှိတော့ပါဘူး။ဒါကြောင့်သူ့ကိုအားလုံးကမေ့နေကြတဲ့အချိန်မှာငလင်ကိုအကြောင်းပြုပြီးနာမည်ကြီးအောင်အသုံးချနေသူဖြစ်ပါတယ်။ Amy San က academy suit ကိုလည်းယူသူသူဖြစ်ပြီးဖြက်လန်းလေးကနေကြော်ကြဖို့နှီးမျိုးစုံတုံတက်သူတယောက်ပါ။အမြဲကြိုတိနေတဲ့ဆိုပေမဲ့ငလင်လှုံမကိုတော့ကြိုမသိတဲ့အီမီဆန်ကဒီတစ်ခါမှလည်းနောက်ထပ်ငလင်လှုံမအကြောင်းကိုဟောကိန်းထုတ်လိုက်ပါတယ်။စကိုင်းပြည့်ပြည့်ကြောကြီးကြောင့်ငလင်လှုပ်ပြီးတဲ့နောက်ဘကိုးပြည့်ပြည့်ကြောကြောင့်ငလင်ထပ်လှုံအောင်မယ်လို့ ဆိုပါတယ်။ငလင်ပညာရှင်တွေထက်ပိုပြီးတော့ကြိုသိနေတဲ့အင်မီဇန်ကအကြမ်းမြင်ရတယ်ဆိုပြီးခံမှန်းချက်တွေပေးနေပါတယ်။အင်မီဇန်ထက်ပိုပြီးတော့တေချာအောင်ဟောနိုင်တဲ့ဂျမိုးတဲကတော့အဖမ်းခံလိုက်ရပြီဖြစ်ပါတယ်။အင်မီဇန်ကတော့ယူကြည်အောင်စောင့်ပြီးပြောင်းနေတဲ့အပြင်ငလင်ကိုအတုံးချကနာမည်ကြီးကျယ်နေလို့သူ့ကိုအားလုံးကဒေါသထွက်နေကြရပါတယ်။လူအများရဲ့အားပေးမှုကြောင့်နာမည်ရလာတဲ့အင်မီဇန်ကလူအများကိုဒုက္ခရောက်စေတဲ့ငလင်ကိုအကျိုးပေးတယ်လို့ပြောတာကြောင့်သူ့ကိုအားပေးမဲ့သူတွေကတော့ယုံနေလာပါတယ်။ ငလင်ကိုကြံမှန်ကျေးဇူးတင်နေတဲ့အီမီဆန်ကတကယ်ပဲစိတ်အခြေအနေမကောင်းတာလားဒါမှမဟုတ်နာမည်ကြီးကျယ်လို့ယူကြည့်အောင်ဟန်ဆောင်နေတာလားဆိုတော့ပရိသတ်ကြီးရဲ့အမြင်ကိုပြပြပေးခဲ့ပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်